ပရိသတ်ကြီးမင်္ဂလာပါဗျာပရလောကဇလန်းလေးတွေကိုရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလန်းလေးကတော့ဇာယိဆရာဆရာအေကံမင်းရေးသားထားတဲ့မိနေတဲ့တရေမဆိုတဲ့ပရလောကဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့မေတ္တာရက်ခံခြင်းပါတယ်ပရိသတ်ကြီးကအစင်းသိင်းဖြစ်ရင်တော့ကျွန်တော်နဲ့တူတူဇလန်းလေးကိုစတင်နာဆင်လိုက်ကြရအောင်ခင်ဗျာ မိုးလေးကတစင်းစင်းရွာနေပါတယ်။နေုံလာခန်းမှဆက်၍တရင်ကျော်တစောင်းမုံ၂ဒေါ်လာအထိရေတို့ဖြင့်ဖုံးလွှမ်းနေသောဟောမျိုးရဲ့မျိုးစုံရက်ွက်တနေရာမှာတော့ထိုရက်ွက်ရှိအိမ်တော်များများလူအရက်လက်ခုပ်တစ်ဖောင်ကျော်ခြိတန်းရှိအိမ်များဖြစ်ပါသည်။မိုးကြပြီဆိုရင်တော့ရေတို့ဖြင့်ပြည့်သွားပါသည်။အများတွေပဲအာလကမှာတာဝန်ကျတဲ့ဆရာလေးကိုကြည်အောင်တယောက်အဝေအစားတက်တာတလုံ တင်မျိုးပြကိုကြည်ကြည်လည်လည်ခောက်ထားသောဖြာကောက်တထုံလေးတစ်စင်းနှင့်ထုံရက်ကွက်အတင်းရှိခြေတန်းရှိအင်ကြီးတအိမ်တို့ရောက်လာပါလေအချိန်ကဝါကောင်းလာမိုးကောင်းလာသဖြင့်ရက်ကွက်တစ်ခုလုံးရေလွှမ်းနေပြီဖြစ်ပါလေဒီလိုနဲ့တအိမ်နဲ့တအိမ်လေးများဖြင့်သာဆက်သွယ်သွားလာနေကြပါလေမိုးရီနဲ့စစ်တောင်းတို့များမှရေတို့ကြောင့်လည်းရေမျိုးရခြင်းဖြစ်ပါလေခြေတန်းရှိအင်များအောင်မှလေးများဖြတ်သွားဖြစ်လာကတော့အမြဲရှိနေပါလေ ရန်ကုန်မှတောင်ဝင်ကြရရောက်ခဲ့ရတော့ကိုကြီးအောင်ကတော့ဒေတာနဲ့စိမ့်နေ၍အထူးဇန်ဖြစ်တော်လဲပျော်သလိုတော့ခံစားနေရပါလေ။အင်ကြီးကလည်းလေးပင်သုံးကန်းတွေပြင်းအောင်သိတမိုးကြီးဖြစ်ပါလေ။မိဘကအဆောင်ကဖြစ်တဲ့ပြင်သူတယောက်တည်းအတွက်တော့အလွန်ကျေပါလေ။အင်ရှင်များကမြို့နယ်ဝေးလံသောနေရာမှာလက်ရှိရအတွက်စပားဆိုင်ကိုင်းဆိုင်အချိန်လူလုပ်ရတဲ့ပြင်အင်ကိုတော့ပိတ်ပြီးတော့လဲခွင့်ရှိရသောတနစ်ပတ်လုံးဒီပါသွာလာနေကြပါလေ။ အင်ကြီးကတော့လူမရှိပဲပြစ်ထားရတဲ့အတွက်လူငါတည်ထားရန်ဆုံးဖြတ်ပြီးတော့ယခုကဲ့သို့ဆရာလေးကိုကြီးအောင်ကိုငားရမ်းခဲ့ခြင်းဖြစ်ပါတယ်။ကိုကြီးအောင်ရောက်ပြီးတလားခန့်အကြာမှာတော့ဝေါ်မြွနယ်ပါတီယူနီယုံမှကိုကျော်နိုင်ကိုဝင်းစော်တို့ပါသုံးဦးဆက်၍ငားရမ်းရောက်လာတယ်။ကိုကြီးအောင်ကအင်ကြီးကျဲလွန်းတဲ့အတွက်ရှေ့ကကြိုရောက်နေပြီးတော့ဆွေမျိုးလက်တော်ရဲ့ဝမ်ခွဲအကူများကိုယုံမှမနေဘဲနဲ့တူနဲ့အတူငားရမ်းနေထိုင်ရန်ခေါ်လိုက်ပါတယ်။ ဒီလိုနဲ့ထိုရင်ကြီးတို့ကိုကျော်နိုင်နဲ့ကိုဝင်းစော်တို့ရောက်လာခြင်းဖြစ်ပါတယ်။သူတို့အားလုံးထိုရင်ကြီးရဲ့တိတ်ဆိတ်မှုကျဲဝန်းမှုတို့ကြောင့်သဘောကျနေကြတယ်။ဒါ့အပြင်အိမ်အောင်မှာပြည်နေသောရည်တွေကြောင့်လည်းလေကောင်းလေတန်းရကသူတို့စိတ်ကြည်လင်ချမ်းမြေ့မှုရှိပါတယ်။ပြီးတော့တအိမ်နဲ့တိမ်အနှဲငယ်ကွာလန်းသလိုခြံစည်းဥများလည်းမရှိသဖြင့်လေနှစ်သွားလို့ရသွားနိုင်ပါသေးတယ်။သူတို့အိမ်အောင်မှာတော့လိုသလိုသုံးရန်လေတစ်စင်းရှိနေတယ်။ရုံးပိတ်တဲ့နေ့ကျရင်တော့လေလိုက်စင်းအရက်တော့ရမယ်ကွာ။ ကိုကျော်နိုင်ကလေကိုကြည့်ပြီးတော့သဘောအကျကြီးကြားနေတယ်။သူတို့အင်ကြီးပေါ်ရောက်မှတလနှစ်လခန့်အထိထူးခြားမှုမရှိအေဂျင့်ဒိတ်စိတ်နေပါလေ။အဲဒီနောက်မှာတော့ငြိမ်သက်နေတဲ့လောကကြီးတစ်ပြေးပြေးတက်ဝင်လှုပ်ရှားလာတော့လေ။ကျောင်းစရာလေးကိုကြည့်အောင်ညနေစာစပြီးခြေနှောင်းထောင်ကအိတ်နေလိုက်ပါလေ။အိတ်ပြောကားသာပင်ရှိပါသေးတယ်။ခြေနှောင်းကိုတစုံတစ်ယောက်ကလှန်လိုက်ပြီးတော့အိမ်မောမကြတကြကိုကြည်အောင်ကိုအေးဆက်သောလက်များဖြင့်လိုက်ဆန်းပါလေ။ ခန္ဓာကိုယ်မှသည် မျက်နှာကိုရွှေလျာဆန်းသက်လာလေ။အေးဆက်သောအထီးတွေကြောင့်ရုတ်တရက်လက်သီးလက်မောင်ထတန်းကခြေထောက်နှစ်ပါးကန်လိုက်ပါလေ။ကာဘာလုပ်လဲထွက်သွားစမ်း။ကျောင်းလီစင်ကခရာတီဂျူရိုတင်းနှန်းတက်ခဲ့ခြင်းကြောင့်ရုတ်တရက်လူကိုလာလိရင် ထိုးခြင်းကန်ခြင်းဖြင့်မသိစိတ်ကတုံ့ပြန်တတ်ပါလေ။ယခုလေမျက်နာကိုလာကင်သောအေးဆက်ဆက်အထီးတွေကြောင့်ခြေတော်ရလက်ပါနေတဲ့ပြန်ဝဲသွားလေ။ ထို့နောက်မြည်သူမှလာမဆန်းတော့ထိုနေ့ကကိုကျော်နိုင်တို့ကိုဝင်းစော်တို့ပါတီစည်းရုံးရေးကိစ္စနဲ့ညှိခရီးထွက်နေတဲ့ဖြစ်ရင်အိမ်မှာမရှိပြီ။နောက်ရကိုကျော်နိုင်နဲ့ကိုဝင်းစော်တို့ရုံးကပြန်ရောက်ပြီးတော့ရင်းနှီးချမ်းတောက်ထိုင်တော့ရင်းနဲ့တရဲလာဆန်းဒီအကြောင်းကိုကိုတီအောင်ကပြောပြပါလိမ့်။ရှိမယ်ဆိုရင်လည်းရှိနိုင်တာပေါ့ကွာ။မင်းမရောက်ခင်ကဒီအိမ်ကြီးကိုလူမနေပဲနဲ့ဒီအတိုင်းပစ်ထားတာဆို။ဟုတ်တယ်ဗျာဘယ်သူမှမငားရသေးဘူးလို့ပြောတယ်။ လူမနေတဲ့အိမ်ကြီးမှာကနန္ဒဘဝတွေဝင်နေတတ်တာပဲအခုငါတို့ရောက်လာတော့သူလဲအဖော်ရလို့သူရှိကြောင်အတိပေးတာဖြစ်မှာပေါ့ကွာဒီတရေကတရမ်းမှဖြစ်နိုင်နေပြဘာဆိုင်လို့လဲဝင်းတော်ရဝင်းတော်စကားကြောင်ကိုကျော်နိုင်ကမေးခွန်းပြန်လိုက်တယ်ပြောပါအောင်ကွာရှင်းပါအောင်မင်းစကားကိုဟာကိုကြီးအောင်ကိုလာဆန်းတာကြည့်ပါလားတရမ်းမှကိုအခုလိုလာဆန်းတာပေါ့ဘာဆိုင်လို့လဲကွာအိမ်မှာရှိတာမှယောက်ျားသုံးယောက်ရှိတာမိန်းမရှိတာမှမဟုတ်တာ ေးတရရှိတယ်ဆိုတော့လေအနေထိုင်စားတော့တတိထားကြပါကွာသူတို့ကအိမ်မှာထမင်းတအုပ်နဲ့ငပိရတအုပ်သာလင်းတည်ထားပါလေအပြင်ကပြန်လာရင်တော့ကိုကြိုက်တဲ့ဟင်ကိုဝဲလာပြီးတော့စားကြတယ်ထမင်းတအုပ်နဲ့ငပိရတအုပ်ကိုအရင်ရောက်နေတော့ဆရာလေးကိုကြည်အောင်ကမကြီးမညူတည်ထားပေးတယ်ဆံကိုတော့၃ယောက်မတီထဲ့ဝင်ဝင်နေဝဲထားပါလေတအုပ်နဲ့တအုပ်ရုံးပြန်ချင်းကြောင်းပြန်ချင်းမတူတဲ့ဖြင့်စောင့်ပြီးတော့မစားကြဘူး ဇနီတနေငွေလိုနေများဆိုရင်တော့အားလုံးစုပေါင်းပြီးတော့ချက်ပြုတ်စားတော့ကြပါတယ်။တကယ်တော့သူတို့မသိသေးတဲ့အင်ကြီးမိသားစုရဲ့နောက်ကျောင်းတစ်ခုကရှိနေပြန်ပါတယ်။ကျောင်းဆရာလေးအင်ကြီးတို့မရောက်ခင်ရှေ့၆လမှတန်းခင်တိအင်ကြီးမှာနေမရနှစ်ယောက်ရှိနေခဲ့ပါတယ်။ထိုဇနီးမောင်နှံကအင်ကြီးကိုပိုင်ဆိုင်ကနေမရ၏တမီးနှင့်တမက်တို့ဖြစ်ကြပါတယ်။ ကုန်းသွယ်လျာမှာတောင်ဝန်ထမ်းဆောင်နေသောကိုလာမျိုးနဲ့အီရင်ကြီးမှာမလာနူတို့ချကျိုးသွယ်မိကြကြတယ်။လူကြီးများကလည်းတဘောတူတဲ့ဖြင့်ပြီးခဲ့တဲ့နှစ်ကအမှလက်ထပ်ခဲ့ကြတယ်။ထိုလင်မယောက်ကိုအိမ်မှာထားပြီးတော့လူကြီးများကလဲခွင်းနဲ့တို့ပြောင်းသွားကြတယ်။ကိုလာမျိုးရဲ့လုပ်ကဟောမျိုးပေါ်ပေမှာရှိတာမို့အီရင်ကြီးမှာအစဉ်ပြေပြေနေခဲ့ရပါတယ်။ရမသည်လာချီပြီးတော့နှစ်တို့ပင် တိုင်ခဲ့တယ်။မလာနူတရားကိုကိုဝင်ရပြီးတော့ရင့်မာလာတယ် ဝေးဖွားရနီးဒီနဲ့မိခင်ကသမီးကိုဝင်ကိုစောင့်ရန်တလားကြူပြီးတော့အိမ်တို့ပြန်ရောက်လာတယ်။ယောက်ျားဖြစ်သူအလုပ်သွားသောနေ့မှာဘိုက်ကနားလာပါတယ်။ဒီလိုနဲ့အနီးဘဝင်းကြီးမှာလူများကိုခေါ်ပြီးတော့မိဖွားရန်ပြင်စင်နေ။ကိုဝင်တဲ့အိမ်မှာရှိတော့လေယောက်ျားမဖြစ်သူအိမ်မှာလာစောင့်နေသဖြင့်ကိုလာမျိုးရဲ့အလုပ်မှာစရေးလက်ရေးလုပ်နေတယ်။ထိုအချိန်အိမ်ရင်ကြံခဲ့သောဇနီးတဲမှာတော့ဘိုင်းနာနေပါတယ်။ မလနိုမီကင်ကရှေးဆန်သောလူတစ်ယောက်ဖြစ်သဖြင့်စေယုံစေကံကိုအာမကိုလက်တွေကိုသာအာကိုယုံကြည်တယ်။ဒီလိုနဲ့မလနိုဘိုင်းနာသည်နဲ့သူတို့အနီးပတ်ဝန်းကျင်လက်သုံးလက်တဲ့တော်ဤဘူဟာတွားခေါ်လိုက်ရည်။မွေးကျင်ရောက်လာတော့ခက်ခဲသောမွေးရည်ကလေးကထွက်ရမယ့်အချိန်မှမထွက်။အပြင်ကဘလိုပင်ဆွဲဆွဲဘလိုပင်ဆွဲထုတ်ဆွဲထုတ်ထွက်မလား။မိခင်လည်းအလွန်ပင်ပန်းနေပြီးညှက်အားလည်းမရှိတော့။ မကြခင်မှာပင်ကလေးကအပြင်လောကသို့ရောက်ပြီးတော့ဥဝဲပင်အတ္တမပြုတ်နိုင်ဘဲနဲ့အတ္တထွက်သွားပါလေ။ကလေးအတ္တမရှိတော့ကြောင်းကိုတော့တစွန်းတစကြားလိုက်ရတော့မလန်နုကလည်းတွေးတက်ပြီးတော့ခဏအတွင်းဆုံးမသွားရတော့လေ။ကိုလာမျိုးလည်းစိတ်ယုံမတင်သောယောက်ခမကိုစိတ်ထက်ကမကြည်လင်။သူကလည်းအကြောင်းမကြား။သူသာသိလျင် မြို့နယ်စိတ်ယုံတော့မဖြစ်ဖြစ်တဲ့နည်းဖြင့်တည်းကလေးကိုမွေးစေမည်။ ယခုမှတော့ရောက်ခမကြောင့်ဇနီးနဲ့ကလေးအသက်ဆုံးရသည်ဟုယူဆထား၍ရက်လက်ပြီးဒီနေ့အိမ်ကြီးမှာမနေတော့ဘဲနဲ့လုပ်ငန်းပြောင်းရွှေ့လာတမိတော့တိုင်ဦးတို့ပြောင်းသွားခဲ့တော်လီရာသူလာမှာတော့မလန်းတို့ဆုံးပြီးတော့6လခန့်အိမ်ကြီးမှာလူမရှိခဲ့ထိုလူမနေတော့အိမ်ကြီးတို့ဝါကောင်းလာရောက်တော့ကျောင်းဆရာလေးကိုကြီးအောင်ရောက်လာခဲ့တယ်ယခုတိတ်ဆိတ်ငင်တဲ့အေဂျင့်လာပါတယ်ဆိုရဲအိမ်ကြီးမှာအစိမ့်တွေတည်ခဲ့တော့မိနေတဲ့တရေမကမကြွမလွတ်ပဲနှောက်ရှက်စပြူလာတယ်အကြီးအကျယ်တော့6လခန့်ချင်းမပြူ ထိုသရေမကအင်ကြီးမှယောက်ျားများလာနေစီကိုနှစ်သက်တလို့ရှိတယ်။အကြောင်းကတော့ကိုကြည်အောင်တို့သုံးယောက်အင်ကြီးပေါ်ရောက်လာခင်။တမန်အပြည့်မှုလေးဖြစ်တာတရေရှိချောင်းကိုတိတိယုံနဲ့ခြောက်လန့်နေ။တနေ့ကိုဝင်းတော်ရှိရာသို့ရန်ကုန်မှဇနီးနှင့်ရောက်ခမကြီးတို့လာလေကြပါလေ။ဘောမပြန်လျင်ငပိငါချဝရန်ရည်ရွယ်ချက်နဲ့တာအမိနှစ်ယောက်လိုက်လာခြင်းဖြစ်ပါလေ။အင်ကြီးမှာအခန်းလွန်များရှိသည့်အတွက်ဒါအမိနှစ်ယောက်သာအိတ်ကန်းတခန်းတွင်နေရာချပေးလိုက်ကြသည် သူတို့ကတော့ဝေါ်မှာတပတ်ခန့်နေမိဖြစ်ပါတယ်။ငါချောက်ကိုစိတ်ကြရွေးဝဲမိအိမ်သားအားလုံးအတွက်အိမ်မှာပင်ချက်ကျွေးမိဟင်းစားကအိမ်ပေါ်မှာပင်ငါမျိုးစုံဟင်းသည်ဟင်းရွက် အမဲသားဝတ်သားကြက်သားဝယ်စားလို့ရတယ်။အကြောင်းကတော့ဈေးတယ်ပေါင်းစုံလေးများဖြင့်ရက်ွက်အတွင်လှက်လေရောင်းချနေခြင်းကြောင့်ဖြစ်ပါတယ်။ဒီလိုနဲ့မနက်မိုးလင်းသည်နှင့်ကောင်းကျင်မောင်ပဲပြုတ်တယ်လို့လေးများဖြင့်လှက်လေရောင်းချတဲ့ကြောင့် မဲပြုတ်ဝဲကထမင်းကျော်ရင်တွေငချောက်တို့ဖြင့်မနှက်စာစားပြီးတော့ယုံသွားနိုင်ကြတယ်။နေကင်းရောက်တော့ယုံမပြန်လာပြီးတော့အိမ်မအသားဟင်းနဲ့စားကြရတယ်။သူတို့အလုံးအစဉ်ပြေနေကြပါလေ။တရက်မှဒီနှစ်ရက်အစီအစဉ်ကကြာနေပါလေ။တပတ်ခန့်ကြာပါတော့ဝင်းစော်ရောက်ခါမှနဲ့ဇနီးတဲ့တို့မပြန်ခင်ဦးစိုးအုံးကြီးဟုတွေကအလုံးဝမ်းသာနေကြတယ်။အမီတမီမနက်ကအိပ်ရထားတော့လေအခန်းဝမှာအမျိုးသမီးတယောက်ရက်ကြည့်နေတာတွေ့လိုက်တယ်။ တမီးစိတ်ထင်လို့ဖြစ်မှာပါ။တမီးကတော့တကယ်တွေးလိုက်တာပဲမင်းရဲ့။နောက်တွေ့ရင်အမေကိုပြမယ်။ကိုဝင်းစော်တို့နေ့လယ်စာစားပြီးတော့ရုံးတို့သွားကြပါပြီ။အားလုံးတိတ်ဆက်ပြီးဒီနေ့ကိုဝင်းစော်ဇနီးမက်ခင်မြလည်းအခန်းထဲဝင်ပြီးတော့တရေတမောအိမ်ရန်တုံးလုံးလှဲလိုက်တယ်။မိခင်ဖြစ်သူကအိမ်ရှိမှာဝယ်ထားသောငချောင်များကိုအကြီးအသေးရွေးနေပါလေ။မခင်မြတယောက်မိခနဲ့အိပ်ပျော်သွားုံရှိသေးတယ်တယောက်ယောက်ကခါကိုဂလိထိုးနေတယ် မမလုပ်ပါနဲ့ရတယ်မလုပ်နဲ့ဂလီထိုးနေသည်ကိုမရက်သဖြင့်မက်ခင်မြတွန့်လိန်ကောက်ကွေးနေပါလေရီယာလွန်၍ဥပင်တက်မတ်တက်ဖြစ်နေတယ်ဟဲ့ဟဲ့ခင်မြဘာဖြစ်နေတာလဲခင်မြခင်မြစာအုပ်တွေကိုဖတ်ပြီးရီးနေတာလားတကယ်ရဲမှာပဲအိမ်ကြီးကို မရှိဘူးဒိုတိုတက်တက်ရီးပါလားဟဲ့အပြင်မှာဒေါ်ထွေးအော်တန်ကြားလိုက်မှာပဲဂလီထိုးချင်းရက်သွားတယ်မက်ခင်မြတယောက်အခန်းထဲမှာဘီးထွက်လာပါတယ်ဟဲ့ဘာဖြစ်လာတာလဲ တရေတရေတရေခန်းထဲမှာရှိရဲမရဲ့ဗမာလေးတရေကကျွန်မမိခနဲ့အိပ်ပျော်ရုံပဲရှိသေးတယ်ဂလိလာထုံးနေတယ်မရဲ့ဟာဟာသာဝိတုဖက်ပြီးရင်းနေတယ်မှတ်လို့အေးကျွန်မကမလုပ်ဖို့ပြောပြီမဲလူမတွေ့ရပဲနဲ့ဂလိကိုတအားထုံးနေတာကြာရင်ဦးတက်ပြီးတော့သိနိုင်ငယ်မရဲ့အမေအတန်ကိုကြားလို့ဂလိထိုးရက်သွားတာဗမာလေးတရေမိခင်းကြောင်တော်ကြီးအေး ထို့သို့ပြောပြီးမှတော့ဒါမီနီယာသူတို့အိတ်တဲ့အခန်းသို့လှည့်ကြည့်လိုက်စဉ်အခန်းဝလိုက်ကကိုဆွဲဖယ်ပြီးတော့သပင်ဖားလာချအမျိုးသမီးတစ်ယောက်ရဲ့ကောင်းပြူထွက်လာကသူတို့ဒါမီနီယာလုံးကိုပြုံးပြပါတယ်။ဟင်အဲ့ဒါတရေပဲအခန်းထဲမှာတရေရှိတယ်။အမေသမီးတို့ဒီရင်ကြီးမှာမနေတော့ဘူးပြန်တော့မယ်မရဲ့အမေသမီးတို့ပြန်ကြမယ်။ဟေးအခန်းထဲမှာငါတို့ဝင်စားအိတ်တွေရှိသေးတယ်ဟဲ့ဘယ်လိုလုပ်ဝင်ကြမလဲ။သမီးနဲ့အမေနှစ်ယောက်အတူသွားပြီးတော့အခန်းထဲချောင်းကြည့်ကြမယ်။ ဟိုတော့ညီအညီသွားကြည့်ငါတော့မကြည့်ရဲပါဘူးအမေကလူကြီးဖြစ်ပြီးကြောက်နေမှာတော့တမီးကဘယ်လိုလုပ်နေရမလဲအမေရဲ့တမီးကပိုကြောက်တာပေါ့ထိုချိန်မိဖို့ကန်တွင်မှာအိုးခွက်ပကန်တများချလိုက်ရပါတယ်သူတို့လမ်းကြည့်တော့မိဖို့အတွင်မှာကြောပီးပြီးတော့ရက်နေတော့တယမကိုတွေးလိုက်ရတယ်တယမမိဖို့အတွင် ရောက်နေကြတီးလိုက်တဲ့ဖြင့်လာအခန်းထဲသွားပြီးတော့အဝင်စားရည်နဲ့အိတ်ကြီးသွားယူကြမယ် တာမီနီယောအခန်းတွင်ဝင်ပြီးတော့အဝယ်စားများနဲ့အိတ်ကိုအပြင်သို့ယူထုတ်ခဲ့တယ်။ငါပြီးငါချောက်လည်းမဝယ်တော့ဘူး။ဒီဝယ်ထားတဲ့ငါချောက်ကိုပဲယူပြီးပြန်တော့တယ်။ကဲအားလုံးထက်ဝင်းစော်တို့ယုံလိုက်သွားပြီးတော့ငါတို့ပြန်တော့မယ့်အကြောင်းပြောမှဖြစ်မယ်။ကျမတို့ကိုတရေမကချောက်ပြီးတော့သူတို့ကိုမချောက်ဘူးလား။အေးတရေချောက်တယ်ဆိုတဲ့အကြောင်းပြောတယ်မကြားရဘူး။ကျမတို့ကြောက်ပါဆိုလို့မပြောတာများလားမသိဘူး။မသိတော့ပါဘူး။အေးကဲပြီးပြီဆိုသွားကြစို့။ ဒေါ်ထွေးတို့သားအမိလည်းကိုဝင်းစော်တို့ယုံတို့လိုက်သွားကြလိမ့်နေဘလို့ဖြစ်ကြတာလဲဗျာတပတ်နေဦးမယ်ဆိုနင်တို့အိမ်မှာငါတို့တ냐ကောင်အောင်မနေဘူးတော့ဘူးဟဲ့ဘာဖြစ်လို့လဲဗျာနင်တို့အိမ်ကတရေချောက်တယ်တရေမရှိပါဘူးဗျာရှိတယ်ဟဲ့ရှိတယ်တရေမတကောင်လူပုံဝံပြတာဟုတ်လို့လားမိမရဲ့ဟုတ်တယ်ရှိတယ်ရှင်တို့စားတော့ပြီးပြန်သွားတော့စားပြီးသားပကံကြီးတင်းဆက်ပြီးတော့အိမ်မလို့အခန်းထဲဝင်အိယာဘောတုံလုံးလဲနေတော့ ဂလီထိုးတာမှမအိပ်နိုင်အောင်ပဲတော်ပါပြီရှင်ပြန်တော့မယ်ကားကြီးလိုက်ပို့ပေးဦးကိုကျော်နိုင်ရုံမှမရှိဘူးလားဘုရားကြီးပဲစင်းသွားတယ်ဗျာညနေ၄နာရီလောက်မှပြန်ရောက်လိမ့်မယ်ကိုကျော်နိုင်ကိုအခုပဲပြောလိုက်ပါမယ်ဒီအချိန်ကားကားတော့ရှိသေးတယ်နေရာရမရတော့မသေးချာတော့ဘူးရရည်နေရာရဖို့ကအကြောင်းမဟုတ်ပါဘူးရှင် ကျွန်မပြန်ပြစ်ဖို့ပဲရထားကလည်းဘူရာဝင်ပြီးသွားပြီလေကဲလာသွားကြမယ်ကားကြီးကယုံနဲ့တိတ်မဝေးယုံရှိကတားစီလင်းလဲရတယ် မௌဒမရန်ကုန်ကားကဟိုင်းလက်ကားများသာတနေလုံးပြေးဆွဲတယ်။ကားကြီးများကနှေးကင်းဆိုနေတော့မရှိတော့။မကြခင်မှာပင်မௌဒမမှာဟိုင်းလက်ကားတစ်စီးဝင်လာပါတယ်။တာမီနီယောလုံးကအလဲခုံမှာထိုင်ရတယ်။ကားထွက်သွားသည့်နေ့ကိုဝင်းစော်ရုံသို့ပြန်လာခဲ့တယ်။ညနေ၄နာရီခွဲရုံစင်းတော့ကိုကျော်နိုင်မရောက်သေးသဖြင့်ကိုဝင်းစော်တယောက်တည်းပြန်လာခဲ့ပါတယ်။ကိုဝင်းစော်အိမ်သို့ပြန်ရောက်တော့ဆရာလေးကိုကြည်အောင်ရောက်နေပြီဖြစ်တယ်။ကိုဝင်းစော်ခမရအမေနဲ့ခမရမိန်းမအိမ်မှာမတွေ့ပါလားဗျ။ ညနေ2နာရီကနေရန်ကုန်ပြန်သွားကြပြီဗျ။အာခမရပြောတော့တပတ်လောက်နေဦးမယ်ဆို။ဟုတ်တယ်ဗျာတပတ်လောက်နေမယ်ဆိုပြီးတော့လာကြတာပဲ။နေကင်းကဒီအိမ်မှာအိတ်နေတုံးအိမ်ခန်းထဲမှာသရဲမတကောင်က မနေနိုင်အောင်ခြောက်လန်းလှုပ်လိုက်လို့ရပြီ။မနေရတော့ဘူးပြန်တော့မယ်ဆိုပြီးတော့ရုံးရောက်လာလို့ကားပေါ်တင်ပေးလိုက်ရတယ်ဗျ။ဟုတ်လို့လားဗျကျုပ်တို့နေနေတာ၂လကျော်၃လတည်းဝင်နေပြီခမည်းနဲ့ကိုကျော်နဲ့ရောက်တာ၁လကျော်ရှိနေပြီဗျာတရေချောက်ခင်ရဘူးလို့လား ဒါနဲ့မင်းကိုလာဆန်းသေးတယ်ဆိုအဲ့ဒီတကြိမ်တည်းပါဗျာနောက်မှထပ်မဖြစ်တာဗျကျုပ်စိတ်ထဲမတင်မကြဖြစ်နေတာတရေတော့ရှိကျင်ရှိလိမ့်မယ်ဒီလိုလဲဖြစ်နိုင်နေတရေမကငါတို့ယောက်ျားလေးတွေကိုမချောက်ဖဲအမျိုးသမီးတွေလာလို့မနေနိုင်အောင်ချောက်လွတ်လိုက်တာများလားဟုတ်နိုင်တယ်ဗျဒီအတိုင်းဆိုရင်တော့ထူးခြားတာတော့အမှန်ပဲကျိုးတို့ဖြင့်တရေရှိမှန်းတော့မသိပါဘူးဒီတရေမကြောင့်ငါမိမနဲ့ငါစကားတော့ဝါအောင်မပြောလိုက်ရဘူး တရေမနဲ့ငါတွေ့ကျင်စမ်းတယ်ကွာဟာကိုဝေးတော်ခမရပါဇက်ကကြမ်းတဲ့တဲ့စကားတွေမပြောနဲ့လေဗျာတော်ကြတရေမမကျင်တယ်လို့ဟုတ်ပေဖြစ်နေဦးမယ်တကယ်ပြောတာကြည်အောင်ရသူတို့တပတ်လောက်နေမယ်ဆိုလို့ဟုတ်ဒီပက်ဒီစကားမပြောရသေးဘူးခမရအဲ့ဒါကြောင့်မဟုတ်ပါဘူးဗျာခမရတခြားကိစ္စလည်းရှိသေးတယ်မဟုတ်လားဟာဟာဟာအလုံးစုံပေါ့ကွာစနေနေ့ကယုံပေးရဲ့ ကျောင်းပည့်ရဖြစ်သောကြောင့်ကိုဝင်းစော်ကဝမ်းတို့စီစားလိုက်တယ်။ကိုကြီးအောင်ကမိဘစရာ အစည်းအဝေးရှိသဖြင့်ကျောင်းတို့သွားရတယ်။အိမ်မှာတော့ကိုဝင်းစော်နဲ့ကိုကျော်နိုင်တို့ကြံရစ်ခဲ့ပါတယ်။နေ့လယ်နှစ်နာရီခန့်ရုံးမကိုကျော်နိုင်တငယ်ချင်းနှစ်ယောက်အာမီယန်တပလင်းကြီးစရာအစားတော်တချို့ယူအိမ်တို့ရောက်လာကြတယ်။လေတစည်းနဲ့အစောအစံလှော်ခက်ကအရက်တော်ကြီးနဲ့စည်းစိမ်ခံနေကြပါတယ်။ကိုဝင်းစော်ကထိုနေ့မှာဝမ်းတို့စီလီစားမိထား၍လှေစီးပြီးတော့အပြော်မကျွနိုင်တော့ ထိုအချိန်ဝမ်းနှခါတွားထားပြီးဖြစ်၍အိယာဘောတော်လုံးလည်းကအကြောအချင်းပြီးအောင်အနားယူနေပါလေ။နိုင်ယူဝက်ခန့်အကြမှာတော့မိခနဲ့အိပ်ပျော်သွားပါလေ။သူ့ရဲ့ခြေတော်ကိုအေးဆက်သောအရာတစ်ခုကစုပ်ကင်လိုက်သည်ကိုသိသဖြင့်မျက်လုံးများပွင့်လာကလေး။လွတ်လွတ်ငါခြေတော်ကိုလွတ်။ခြေတော်ကိုမလွတ်ဘဲနဲ့ခြေရင်းသို့ဆဲပြီးခမ်းပြဆွဲချသွားပါလေ။ခြေရင်းကိုဆွဲသွားတော့အေးဆက်တဲ့လက်များကိုလွတ်မပြီးဘဲနဲ့တစ်ဖက်တစ်ချမ်းကိုဆွဲသွားပြန်လေ။လွတ်လွတ်လွတ်ဆန်းတည်းမလွတ်လွတ်လွတ်ဆန်း တရေမကငလွတ်ပါခြာလက်ပတ်ရအောင်ဆွဲလဲနေပြန်တယ်ဟာဟာလွတ်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 ပါတော့အာကုံအော်ပြီးလွတ်ခိုင်းပါခြေလောက်နှချောင်းကိုဆွဲထားသောလက်ကိုလွှတ်လိုက်ပါတယ်အကောင်လဲမမြင်ရခြေလောက်နှချောင်းကိုဆွဲထားသည်ကတော့အေးဆက်သောလက်ဖြစ်မြန်သိပါတယ်အရင်တော့အကြောလုံပြီးတော့ကိုဝင်းစော်တရားမေ့နေလေတယ်ကိုဝင်းစော်ဖြစ်ပြီးတော့မကြခင်ပါဘင်းဆရာလေးကိုကြည်အောင်ပြန်ရောက်လာပါတယ် ကိုဝင်းစော်ရဲ့အဖြစ်ကိုမြင်ပြီးတော့ဘာဖြစ်မှန်းတော့မသိဖျားများခေါင်းကောင်းများစာအုပ်များပြန်ကျင်းနေတဲ့ကိုတွေ့တယ်။ညီကဲတို့လို့လို့သတိမရလာသဖြင့်အနီးနားလူများကိုအကူအညီတောင်းပြီးတော့ဟောမြွနဲ့စေယုံတို့ပို့လိုက်ရတယ်။ညနေ9နာရီကျော်မှကိုဝင်းစော်တရားသတိပြန်ရလာတယ်။တရေတရေဟုအော်နေပြီးတော့ဘာမှမင်းမရမျိုးလုံးကလည်းကြောင်တောင်တောင်နဲ့အော်ဟေးတာနေပါတယ်။ကိုဝင်းစော်စေယုံကပြန်ဆင်းလာခဲ့တော့လေစကားမပြောကြောင်တောင်တောင်ဖြစ်နေပါတယ်။ တို့ကြောင့်ကိုဝင်းစောအားယုံမှခွင်းတလကွယ်ပေးလိုက်သဖြင့်ရန်ကုန်သို့ပြန်ခေါ်သွားကြပါလိမ့်။ဆရာလေးကိုကြည်အောင်နဲ့ကိုကျော်နိုင်တို့ကလည်းအင်ကြီးကိုပြန်အပ်ကဆရာလေးကိုကြည်အောင်က အပြားအတွက်ဖက်အလားကကြောင်းအနီအပြားရွာမှာအိမ်ငှားပြီးတော့ပြောင်းရွှေ့သွားပါလိမ့်။ကိုကျော်နိုင်ကတော့ယုံမှပေးတော့အခန်းမှာပြန်၍နေလိုက်ပါလိမ့်။ထို့နောက်မှာတော့ထိုတရေချော်သောအင်ကြီးမှရှိတဲ့တရေမှလည်းနောက်ထပ်ငှားရနေထိုင်လာသူများကိုဆက်လက်ချောက်သည်လှန့်သည်ဘာမှကတော့မသိတော့ပါကြည်။ ဆရာအေကံမင်းရေးသားထားတဲ့ဗတ်ကြီးတဲ့တရေမှာဆိုရဲပရာလောကဇလန်လေးကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာဆရာအေကံမင်းနဲ့တကွာနားဆင်ပေးခဲ့ကြတော့တဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ဒါရပြေရှင်သောညလေးကိုပိုင်းဆိုင်နေကြပါသည်ခင်ဗျာ။